ရန်ကုန်မြို့မှာလက်စဖြောက်ခံရတာနဲ့ပတ်သက်ပြီးရန်ကုန်မြို့သူမြို့သားတွေကြားအပြောများနေတဲ့လူသက်မှုတစ်ခုအကြောင်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းလူသိရှင်ကြားဖြစ်ခဲ့ရတဲ့လူသက်မှုတစ်ခုကတော့အခုအချိန်ထိဆိုသလိုတရားခဏ်အစစ်နဲ့လောက်ကျန်ခံရတဲ့အကြောင်းကိုအတိအကျရှာဖွေမတွေ့ရှိရသေးပါဘူးအကြောင်းကတော့ဒီအမျိုးသမီးဟာဘယ်နေ့ဘယ်အချိန်ကအခုလိုမျိုးလက်စဖြောက်ခံရတယ်ဆိုတာကိုအခုအချိန်ထိမသိကြသလုံးဟိုတယ်ရဲ့တကားပေါင်နာမှာအမိုက်အေးတရိတ်လိုမျိုးအပိုင်းပိုင်းခုတ်တိပြီးတော့လှုပ်ထားခဲ့တာကြောင့်အကုန်လုံးကဒါဟာစိတ်တစားတယောက်ရဲ့လက်ချက်ဖြစ်မယ်လို့ယူဆနေကြပါတယ် တကယ်တမ်းမှာကြတော့ဒီအမျိုးသမီးဟာနေကနေရန်ကုန်ကိုတက်လာသူတဦးဖြစ်တယ်လို့ရန်ကုန်လူမျိုးကြီးပြကြီးမှလည်းအတိမိတ်ဆွေတဦးတယောက်မှရှိမနေခဲ့ပါဘူးမိဘနောက်ခံမရှိတဲ့သူမကိုရန်ကုန်သားတယောက်ကမြှဆွဲပြီးကမှစိတ်အလိုလက်ရအခုလိုမျိုးခုတ်ထစ်ပြီးတော့လက်ဆဖြောက်သွားခဲ့တာဖြစ်တယ်လို့လူတိုင်းသတိမထားမိတဲ့အချိန်မှာတော့ဒီအလောင်းဟာအနံပေါင်းများစွာထပ်ပြီးတော့ပုတ်တိုးလို့ညီပါဖြစ်နေခဲ့ပါပြီဒီလိုမျိုးလှုပ်သွားခဲ့သူအနေနဲ့ကတော့ရန်ကုန်မှာပုံနေကိုင်းဆောင်ထားသူဖြစ်တယ်လို့ CCTV မှတ်တမ်းတွေအရလိုက်နေတုံးပဲဖြစ်ပါတယ် နောက်ဆုံးသတင်းအနေနဲ့ကတော့ဒီကောင်လေးဟာဒီအမှုကိုကျူးလွန်ပြီးသွားတာတောင်သွေးနဲ့ပျော်ပျော်ပါပါနေနေတုန်းလို့သိရပါတယ်ခင်ဗျာ